ကျွန်တော်အောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေပျော်ရွှင်သည်ဖြစ်စေဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းကြပါတယ်စီးစိမ်တွေပေးမှချမ်းသာတွေပေးမှကျမ်းမာတွေပေးမှမဟုတ်ဘဲနဲ့အရာရာတိုင်းမှာကျွန်တော်တို့ကျေးဇူးတော်ကိုချီးမွမ်းကြခြင်းဟာခရိယန်တို့ရဲ့သဘောတဘာဝပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းကိုချို့တော်သူတွေကနားမလည်ကြပါဘူးကိုလုံးမကိုရတာကိုဘာဖြစ်လို့ဘုရားကိုကျေးဇူးတင်နေလဲပြောတာတွေရှိပါတယ်ဒါပေမဲ့ ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ယက်တည်နေနိုင်ခြင်းကျွန်တော်တို့အသက်ရှူနေနိုင်ခြင်းကျွန်တော်တို့အသက်ရှင်ပြီးတော့လမ်းလျှောက်နေနိုင်ခြင်းကျွန်တော်တို့ရသည်ဖြစ်စေမရသည်ဖြစ်စေเนาะကျွန်တော်တို့အရာအားလုံးဒီเนาะအောင်မြင်မှုတွေအားလုံးဒီဖရားသခင်ပေးမှပဲရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဖရားကိုယေရှုတင်ချခြင်းဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်ဒါကြောင့်ဒီနေ့မှာခရိယန်များအဖေအကြောင်းယေရှုတော်ချီးမွမ်းကြသနည်းဆိုတဲ့အကြောင်းအရာခုနှစ်ချက်ကိုဖော်ပြလိုပါတယ်နံပါတ်1 ကျေးဇူးတော်ချီးမွမ်းခြင်း Thanksgiving ဆိုတာတဲ့ option မဟုတ်ဘူးတဲ့လှုပ်ချင်လဲရတယ်မလှုပ်ချင်လဲရတယ်ဆိုပြီးတော့အရာမဟုတ်ဘူးတဲ့ဖျားသခင်ရဲ့ဆန္ဒဖျားရဲ့အလိုတော်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာကဖော်ပြပါတယ်အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလောအကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်သိခြင်းကယေရှုခရစ်၌ဖျားသခင်အလိုတော်ရှိ၏လို့ဖော်ပြထားပါတယ်ဖျားသခင်ရဲ့အလိုတော်ဖြစ်တယ်နော်ကျွန်တော်တို့လှုပ်ချင်တဲ့အချိန်မှအားတဲ့အချိန်မှကျေးဇူးတော်ချီးမွမ်းဖို့မဟုတ်ပါဘူး အရာရာ၌လို့ပြောပါတယ်အဲ့တော့ဒံယေလမှာကြည့်တဲ့အခါမှာဒံယေလကြီးဟာတနေ့၃ချိန်ဒူးထောက်လက်ဖျားသခင်ကိုဆုတောင်း၍ဂုံကျေးဇူးတော်ကိုချီးမွမ်းလေ၏ဆိုတော့ကျွန်တော်တွေ့ရပါတယ်တနေ့၃ချိန်ဂုံကျေးဇူးတော်ကိုချီးမွမ်းတယ် option တစ်ခုနေနေမဟုတ်ဘူးနော် तू အဲ့လိုလုပ်နေတဲ့အချိန်ကဘယ်အချိန်မှာတော့လုပ်တယ်လဲဆိုရင်အဲ့လိုမျိုးဆုတောင်းတဲ့သူကျေးဇူးတော်ချီးမွမ်းတဲ့သူအဲ့လိုမျိုးဖျားရှိခိုးတဲ့သူကို ခြင်သေးသာကျွေးမယ်ဆိုပြီးတနိုင်ငံလုံးအမိတ်ထုတ်ထားတဲ့အချိန်မှာတော့မှပဲဒန်ယေလသည်မရှောင်လွဲဘဲနဲ့ဖျားကိုကျေးဇူးတော်ချီးမွမ်းတာကိုဒီမှာတွေ့ရပါတယ်။ဒနေ့သုံးရင်ဒူးထောက်လက်ဖျားသခင်ကိုဆုတောင်း၍ဂုံကျေးဇူးတော်ကိုချီးမွမ်းတယ်။အဲ့တော့ဒန်ယေလဟာတိုင်းတစ်ပါးမှာအောင်မြင်ကြော်ကြားထင်ရှားတာမဆန်းပါဘူး။အဲ့တော့ဒန်ယေလတို့ဟာအမိနိုင်ငံတော်ကနေပြီးတော့နော်ဘာဘူးလုံနိုင်ငံကိုခေါ်သွားခံရတယ်။ဘာဘူးလုံနိုင်ငံမှာလဲကျွန်တော်တို့တကယ်ကိုအောင်မြင်ကြော်ကြားပြီးတော့ ဉာဏ်ပညာနဲ့ထက်မြက်တော့အမှန်ကြီးဖြစ်တယ်။ဒါပြင်မှာပဲကျွန်တော်တို့ပါရှန်အင်ပါရာခစ်ကိုရောက်တော့လဲသူဟာထူးချွန်ထက်မြက်ပြီးတော့တကယ်ကြီးမားတဲ့ယာတုတွေနဲ့အောင်မြင်တဲ့အသက်တာကိုရတယ်။ဒီဝက်ချက်ကတော့ဘုရားသခင်ကိုကျေးဇူးတည်သောကြောင့်ဖြစ်တယ်။ကျေးဇူးတည်လျက်ကျေးဇူးတော်အပေါင်းကိုချီးမွမ်းသောကြောင့်ဖြစ်တယ်တော့တွေ့ရပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ဘာတွေ့ရလဲဆိုရင် Thanksgiving လုပ်တယ်ဆိုတာတဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာတဲ့ဘုရားသခင်ရဲ့ကောင်းခြင်းမင်္ဂလာတွေကျွန်တော်ဘဝထဲကို စီးဆင်းလာဖို့အတွက်လမ်းကြောင်းကိုကျွန်တော်ပြင်ဆင်ခြင်းဖြစ်ပါတယ်တဲ့ဂျေဇူးချီးမွမ်းခြင်းရဲ့ကိုပူဇော်တော်သူသည်ငါဘုံကိုထင်ရှားစေတော်သူဖြစ်၏မိမိသွားသောလမ်းကိုဆင်ခြင်တော်သူအားလည်းကယ်နေတော်မူခြင်းဂျေဇူးကိုငါပြမည်လို့ထာဝရဘုရားမိန့်တော်မူတယ်တဲ့เนาะကျွန်တော်တို့ဒီမှာမတွေ့ရလဲဆိုရင်တော့ကျွန်တော်တို့ Thanksgiving လုပ်တယ်ဆိုဂျေဇူးတော်ချီးမွမ်းတယ်ဆိုတော့ဘုရားရဲ့ကောင်းကြီးတွေဝင်လာဖို့အတွက်ကျွန်တော်တကားဖွင့်ပေးလိုက်တယ်လို့ပဲတဲ့ပြင်ဆင်ပေးလိုက်တယ်เนาะကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းကြီးတွေဝင်လာဖို့လမ်းကြောင်းဖြစ်တယ်ဆိုတော့တွေ့ရပါတယ် တော့သခင်ယေရှုလည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်မုံငါးလုံးနဲ့ငါးနှစ်ကောင်နဲ့လူငါးတောင်ကြီးကိုဘယ်လိုကျွေးမလဲသခင်ယေရှုကတော့ကျေးဇူးတော်ချီးမွမ်းပြီးတော့ကျွေးပါတယ်ကျေးဇူးတော်ချီးမွမ်းလိုက်တဲ့အခါမှာအံ့ဩစရာကောင်းလောက်အောင်เนาะကျွန်တော်မုံငါးလုံးနဲ့ငါးနှစ်ကောင်ကလူငါးတောင်ကိုเนาะကျွန်တော်တို့ကျွေးမွေးနိုင်တယ်ပွားများတော်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့မှာရှိတဲ့အရာတွေထက်ကိုဘုရားသခင်ကြီး ကျွန်တော်ကိုပွားများစေတယ်ဘုရားသခင်တကူတော်အဖြစ်ကျွန်တော်ဒီပွားများခြင်းအမှုကိုဖြစ်စေတယ်ဆိုတဲ့အရာကိုလည်းတွေ့ရပါတယ်ကောင်းကြီးမင်္ဂလာတွေပွင့်လာစေဖို့တော့ကျွန်တော်ကောင်းကြီးမင်္ဂလာတွေအတွက်ပြင်ဆင်လန်းခင်းခြင်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်နားလည်ရပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျေးဇူးတော်ချီးမွမ်းခြင်းကတဲ့ကျွန်တော်လွတ်မြောက်ခြင်းเนาะအခက်ခဲဒုက္ခတွေကြားတဲ့ကနေလွတ်မြောက်ဖို့အတွက်လမ်းဖွင့်ခြင်းဖြစ်တယ်เนาะကျွန်တော်တို့ ဂျေဇူးချင်းမွန်းကြီးကိုဘုရားသခင်အားပူဇော်လောတစ္ဆာဂတိထားသည့်တိုင်အမြင့်ဆုံးသောဘုရား၌တစ္ဆာဝတ်ကိုဖြေလော့အမှုရောက်သည့်ကာလ၌ငါ့ကိုပထနာပြုလောငါသည်ကယ်လွတ်မည်တင်းသည်လဲငါ့ကိုချီးမွားလိမ့်မည်ဟုမိန့်တော်မူတယ်။အဲတော့ဂျေဇူးချင်းမွန်းကြီးကိုဘုရားသခင်ကိုပူဇော်ပါ အမှုရောက်သည့်ကာလမှာပထနာပြုပါတဲ့ဒါဆိုရင်ကယ်လွတ်မယ်လို့ပြောပါတယ်ဘုရားသခင်ကဂတိပေးထားပါတယ်အဲတော့ဒီဂတိတော်ကမှန်ကန်လဲရှိပါတယ်เนาะကျွန်တော်တို့ တမာကျမ်းစာထဲမှာပေါလုနဲ့သီလတို့ကိုတွေ့ရပါတယ်ပေါလုနဲ့သီလတို့ကိုတော့ကျွန်တော်တို့ရိုက်နှက်ပြီးတော့ဒဏ်ချက်တွေနဲ့ဒဏ်ရာတွေရပြီးတော့အဲ့အချိန်မှာတော့ထောင်ထဲမှာသူတို့ကထိတ်ခတ်ပြီးတော့နော်ထိတ်တုံးခတ်ပြီးတော့ထားထားတဲ့အချိန်ဖြစ်တယ်သူတို့အနေနဲ့စဉ်းစားကြည့်ရင်ဖျားသခင်ရဲ့အမှုတော်ကိုဆောင်တော့ဘာဖြစ်လို့ငါတို့ရိုက်ခံရတာလဲ complain တွေမတက်ပါဘူးပေါလုနဲ့သီလကအဲ့တော့သူတို့ဘာလုပ်လဲဆိုရင်ဒီချုံနောင်ကြီးတွေကြားထဲမှာပဲ ဖရာသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်း၍တခြင်းဆိုကြတယ်ပထနာပြုကြတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့ခါမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသူတို့ကိုဖရာသခင်ကလွတ်မြောက်ခြင်းခွင့်ကိုပေးခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာတဲ့เนาะကျွန်တော်တို့အကျက်တဲအခက်ခဲတွေကြားတဲ့ကနေလွတ်မြောက်ဖို့အတွက်လမ်းဖွင့်ခြင်းဖြစ်တယ်ဒုက္ခတွေမှာပို့ပြီးတော့ချီးမွမ်းရတာဖြစ်တယ်အခက်ခဲကြုံလာရင်ပို့ပြီးတော့ချီးမွမ်းရတာဖြစ်တယ်ဒါဟာဖရာသခင်ကိုကျွန်တော်တို့အခွင့်ပေးခြင်းဖရာရဲ့ လွတ်မြောက်ခြင်းအခွင့်ဘုရားသခင်ရဲ့ကယ်တင်ခြင်းဒီကျွန်တော်ရှိကိုရောက်လာမှာဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးတော့ခြေသူတော်ချီးမွမ်းကြရင်ဖြစ်တယ်နောက်တစ်ချက်ကတော့ခြေသူတော်ချီးမွမ်းခြင်းဟာတဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတိဆောက်ပေးတယ်ခုနပေါ်ပြသလိုပဲအရာရာ၌ချီးမွမ်းတာနော်ဆုံးရှုံးတဲ့ချိန်လဲချီးမွမ်းတယ်မအောင်မြင်တဲ့ချိန်လဲချီးမွမ်းတယ်ငိုကြွေးနေရချိန်လဲချီးမွမ်းခြင်းကဘာလဲဆိုရင်ဘုရားသခင်ဒီအခုဖြစ်နေတဲ့အခြေအနေတွေ နော်ရှုံးနေမှုတွေကိုအောင်မြင်ခြင်းကိုပြောင်းပေးနိုင်သောဘုရားဖြစ်တယ်။ဘုရားသခင်သည်ပြဿနာတို့ထက်ကြီးမြတ်သောဘုရားဖြစ်တယ်။ဒါကိုယုံလို့ဘုရားကိုကျေးဇူးတင်နိုင်တာကျေးဇူးတော့ချီးမွမ်းနိုင်တာဖြစ်တယ်။အခက်ခဲကြတဲ့မှာချီးမွမ်းနေဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။နော်ဘုရားသခင်သည်အရာအလုံးကိုတတ်နိုင်တယ်။ဘုရားသခင်သည်အရာအလုံးထက်ကြီးမြတ်သောဘုရားဖြစ်တယ်။ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်ဆိုတာကိုယုံလို့ချီးမွမ်းတာဖြစ်တယ်။ခုနကတော့ပေါ်လူနဲ့တီလာတို့အဲ့လိုပဲနော်ကျွန်တော်တို့ဒီဒုက္ခကြီးထဲမှာ အချက်တဲအခက်ခဲကြီးတွေမှာသူတို့အချုံနှောင်နေကြတဲ့မှာချီးမွမ်းတဲ့အခါမှာသူတို့လွတ်မြောက်တဲ့အခါမှာပို့ပြီးတော့ယုံကြည်ခြင်းကတိုးပွားလာတယ်။ဘုရားသခင်သည်ဒီတိုင်းကြည့်မနေခုနကတိပေးထားသလိုပဲအမှုရောက်သည့်ကာလမှာပထနာပြုပါချီးမွမ်းပါတဲ့ကဲ့တင်မယ်ဆိုတဲ့အတိုင်းပဲဘုရားသည်ဘယ်တော့မှကြည်နေတဲ့ဘုရားမဟုတ်ဘူးချိန်တန်တဲ့အခါမှာဘုရားရဲ့အချိန်မှာကဲ့တင်ခြင်းကိုခံရမှာဖြစ်တယ်။ဒါကြောင့်မလို့လေကျွန်တော်တို့ ေးဇူးတော်ချီးမွမ်းတဲ့အသက်တာတွေကဘာဖြစ်လာလဲဆိုရင်တော့ကျွန်တော်တို့ယုံကြည်ခြင်းကပို့ပြီးတိုးပွားလာဒါကြောင့်မလို့တခြင်းလေးတစ်ပုတ်ရှိတယ်ကောင်းညော် blessing တဲ့ကောင်းကြီးတစ်ခုနောက်တစ်ခုရေတွက်ကြည့်ပါတဲ့ပြုတော်မူသောယေရှုတော်အံ့ဩလိုက်မယ်အရှင်တော်ကဘုရားသခင်လုပ်ပေးတဲ့အရာတွေကိုပြန်ပြီးတော့ခေါင်းလုံကြည့်တဲ့အခါမှာအော်ဒီတစ်ချိန်ငါကြုံနေရတဲ့အခြေအနေထဲမှာလဲဘုရားသခင်ကကိုကယ်မှာပဲဆိုတဲ့စိတ်ကကျွန်တော်တို့နော်ကျွန်တော်တို့ဒုက္ခရင်ဆိုင်နေရတဲ့အချိန်ဖြစ်လင့်ကစား ယုံကြည်ခြင်းကိုပို့ပြီးအားကောင်းစေတယ်။ဒါကြောင့်ကျေးဇူးတော်ချီးမွမ်းခြင်းကအလွန်ပဲခရိယန်သက်တာအတွက်အရေးကြီးပါတယ်။နံပါတ်၅ကျေးဇူးတော်ချီးမွမ်းခြင်းဟာတဲ့ကျွန်တော်တို့ဖျားသခင်ကိုပို့ပြီးတော့နှိမ်ချစွာဖြင့်အားကိုခိုလုံဖို့အတွက်တော့ကျွန်တော်တို့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ကျမ်းစာထဲမှာဖော်ပြပါတယ်။ငါတကူငါလက်တတိအားဖြင့်ဤစည်းစိမ်ကိုငါရတတ်သည်ဟုစိတ်ထဲမှာအောင်းမိခြင်းအဖြစ်ကိုသတိနှင့်ကျေရှောင်လော့။ ်သင်ဖျားခင်ထားဖျားကိုသာအောင်းမရမီအကြောင်းမူကားသင်ဘိုးဘေးတို့အားကျိန်ဆူတော်မူသောဗရင်ရှင်တရားတော်ကိုယနေ့ကဲ့သို့တည်စီသူသောငါစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုဖျားသခင်ပြီးတော်မူ၏လို့ဖော်ပြပါတယ်ဒီမှာမတွေ့ရလဲဆိုရင်ငါတကူငါလက်တတ္တိအားဖြင့်ဤစီးစိမ်ကိုရတတ်သည်ဟုစိတ်ထဲမှာအောင်းမိခြင်းအပြစ်ကိုတတိနှစ်ရှောင်ပါနော်အဲ့ဒါအပြစ်ဖြစ်ပါတယ်အရာအလုံးကဖျားရဲ့ကျေးဇူးတော်ကြောင့်ရဖျားပေးလို့ရအဲ့ဒါကိုကျွန်တော်တို့ကငါလုံးလို့ ငါလက်သက်တီးနဲ့ရတယ်ဆိုပြီးတော့တဲ့နော်အဲ့ဒါကိုစိတ်ထဲမှာအောင်းမိပြီးတော့ proud မဖြစ်နဲ့တဲ့နော်အဲ့တော့ဒီကျေးဇူးတော်ချီးမွမ်းခြင်းကဘာလဲဆိုရင်ကျွန်တော်ဖျားသခင်ကြောက်တာအရာအလုံးဖြစ်တည်လာတယ်ရတယ်ဖျားပေးလို့ရတယ်ဆိုတာကိုကျွန်တော်သိရှိလာဖို့ဖြစ်တယ်ကံယောဂကာလာထဲမှာကျွန်တော်အသက်ရှူဖို့တောင်ခက်ခဲပါတယ်အလကားရတဲ့လေကိုယ်တောင်မှရှူဖို့ခက်ခဲပါတယ်ဖျားခင်ကျေးဇူးတော်ကြောင့်အသက်ရှူရတယ်ဆိုတဲ့အရာကိုစဉ်းစားလိုက်တာနဲ့ ဩငါတို့မတတ်နိုင်တာဒီလောကကြီးမှာအများကြီးရှိပါသေးလားဆိုတဲ့အရာနဲ့ကျွန်တော်တို့ကဖះကိုယုံကြည်ခြင်းခိုလုံဖို့ပို့ပြီးတော့အားကိုးဖို့လိုတယ်ကျေးဇူးတော်ချီးမွမ်းဖို့လိုတယ်ဆိုတာကိုဖြစ်စေပါတယ်ဒါကြောင့်ဒီကျေးဇူးတော်ချီးမွမ်းခြင်းကဖះကိုပို့ပြီးအားကိုးစေတယ်ဆိုတော့တွေ့ရပါတယ်နောက်တစ်ချက်ကတော့ဗာတွေ့ရလဲဆိုရင်ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာတဲ့ဖះရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ကဲ့သို့ ူတစ်ပါးတွေကိုတက်တည်ခံခြင်းဖြစ်တယ်သူတစ်ပါးတွေကြားထဲမှာသူတစ်ပါးရဲ့ရှေ့မှာကျွန်တော်တို့ဖះကိုတက်တည်ခံခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကခြေသူတော်ကိုချီးမွမ်းလိုက်တဲ့အခါမှာနော်သူတစ်ပါးတွေကကြားရတယ်ဟာသူလုံးလို့သူရတာဘာဖြစ်လို့ခြေသူတင်နေရလဲအဲ့ခါမှာကျွန်တော်တို့ကမဟုတ်ဘူးငါတို့ရဲ့ဖះပေးလို့ရတာဖះသခင်မပေးဘာမှမရနိုင်ဘူးဆိုတဲ့ຢာကကျွန်တော်တက်တည်ခံပြီးသားဖြစ်သွားစေပါတယ်ဟောကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းတွေ Thanksgiving တွေကိုမြင်တဲ့အခါမှာအခြားသူတွေကလည်းဖះသခင်ဒီ တတ်နိုင်တယ်ဆိုတဲ့အရာတွေကိုသိရှိပြီးဘုရားကိုယုံကြည်လာဖို့တတ်သိခံခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့ကျေးဇူးတော်ချီးမွမ်းခြင်းသည်နော်ကျွန်တော်တို့တတ်သိခံခြင်းတစ်မျိုးဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ကျေးဇူးတော်ချီးမွမ်းခြင်းဟာတဲ့ဘုရားသခင်ရဲ့အတူရှိခြင်းကိုဘုရားသခင်ကိုဖိတ်ခေါ်ခြင်းဖြစ်တယ်။ဘုရားသခင်ရဲ့ညံ့မောက်တော်ထဲမှာတိုးဝင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။ကျေးဇူးတော်ကြီးပါသည့်ဝန်ခံလက်တကားတော်ကိုလည်းကောင်းဂုံတော်ကိုချီးမွမ်းလက်တတိုင်းတော်ကိုလည်းကောင်းဝင်ကြလော့ ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုကောင်းကြီးပေးကြလောလို့ဖော်ပြထားပါတယ်အဲတော့ဖရာသခင်ရဲ့တကားတွေကိုဖွင့်ဖို့အတွက်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့လိုတယ်ဖရာသခင်ရဲ့တတိုင်းတော်တွေကိုကျွန်တော်ဖရာနဲ့အတူရှိဖို့ဝင်ရောက်နိုင်ဖို့အတွက်ကျေးဇူးတော်ချီးမွမ်းခြင်းကတော့ဖြစ်တယ်တဲ့နော်ကျေးဇူးတော်ချီးမွမ်းခြင်းကဖရာသခင်ရဲ့တကားတော်တွေတတိုင်းတော်တွေဖရာနဲ့အတူရှိဖို့အတွက်ကိုဖရာကိုကျေးဇူးတင်ရဲ့နှလုံးသားနဲ့ချီးမွမ်းခြင်းကနော်ကျွန်တော်တို့တော့ဖြစ်တယ်ဖရာရဲ့အတူရှိခြင်းဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီအကြောင်းအရာကိုရှားစွင်ချုပ် ဒုတိယတောင်ခန်းကြီး9မှာတွေ့ရပါတယ်တဘိုးခွက်ကွင်းအစရှိသောတူရိယာမျိုးနဲ့တကွအတန်ကိုလှည့်၍ထာဝရဘုရား၏ဂုံတော်ကိုချီးမွမ်းကြသောအခါထာဝရဘုရား၏အိမ်တော်သည်မိုးတိမ်နှင့်ပြည့်၏ဆိုပြီးတော့ကျွန်တော်ဖော်ပြထားအောင်ကျွန်တော်တွေ့ရပါတယ်ပိမံတော်မှာချီးမွမ်းကြတဲ့အခါမှာအတန်ကိုလှည့်ပြီးတော့ထာဝရဘုရား၏ဂုံတော်ကိုချီးမွမ်းတဲ့အခါမှာတဲ့ဘုရားသခင်သည်နှစ်သက်အားရပြီးအဲ့နေရာမှာသူ့ရဲ့ရှိခြင်းသူ့ရဲ့ရှိချောင်းကို ဖော်ပြပြီးတော့သိစေတယ် အိမ်တော်ဒီမိုးတိမ်နဲ့ပြည့်တယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတို့ဖရာသခင်ရဲ့မျက်မှောက်တော်ဖရာရဲ့မျက်နာတော်ရှေ့မှာကျွန်တော်ဖရာသခင်နဲ့အတူရှိခြင်းကိုခံစားရဖို့ဒီကျွန်တော်ခရိယန်သက်တာရဲ့အမြင့်ဆုံးသောအရာဖြစ်ပါတယ်။ဖရာသခင်ကိုကျွန်တော်တို့ယေရှုတင်ထက်ဖရာသခင်ကိုအမြဲတမ်းအားကိုးခိုလုံလျက်မျှော်လင့်တော်သူတွေသာလျှင်ယေရှုတော်ကိုချီးမွမ်းနိုင်ကြတာဖြစ်ပါတယ်။ မာနကိုချိုးနေနိုင်သောသူတွေသာလင်ကြီးသူတို့ကိုချီးမွမ်းနိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ခရိယန်တက်တာမှာငါဆိုတာရှိနေသဖြင့်ကြီးသူတို့ကိုမချီးမွမ်းနိုင်ပါဘူး။ငါဟာအောက်မှာရောက်ပြီးတော့ဖျားသခင်ကနော်ကျွန်တော်တို့အပေါ်မှာရှိနေမှပဲကြီးသူတို့ချီးမွမ်းနိုင်တဲ့အသက်တာတွေဖြစ်တော့ကြောင့်နှိမ့်ချသောစိတ်နဲ့ဖျားသခင်ရှေ့မှာခိုးလုံကိုးစားပြီးတော့ကြီးသူတို့ချီးမွမ်းသောအသက်တာအများဖြင့်ရှင်သန်ကြပါသို့လို့တိုက်တွန်းခေါ်အပ်ပြီးလို့ပါတယ်။